မင်္ဂလာပါအခေယစပွိုင်းချန်ပီယံလိစီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်တွေပွဲကြီးကို30ချက်စီစဉ်နေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကအခေယ host ကောင်းကနိုင်ဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့မြန်မာလိဂ်စဉ်ကစားသမားအောင်တန်းထောင်ဖြစ်ပါတယ်။ဟုတ်ပြီဒီတစ်ခေါက်ဒါ Champions League Semi Final ရဲ့ဒုတိယအကြော့ပွဲစဉ်တွေကတော့ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပြီဗျ။ဆိုတော့ပထမအကြော့မှာတော့ကျွန်တော်တို့ဒါထင်မှတ်ထားခဲ့တဲ့ရလဒ်တွေမထွက်ပေါ်ခဲ့ဘူးဆိုတော့ဒုတိယအကြော့မှာရောဘယ်လိုရလဒ်တွေထွက်ပေါ်သွားမလဲဘယ်အသင်းတွေကနောက်ထပ်တစ်ဆင့်တက်လန်းသွားမလဲဆိုတာကပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းလာခဲ့တယ်ဗျ။ဒီထဲမှာမှကျွန်တော်တို့ဒါဒုတိယအကြော့ပွဲစဉ်အဖြစ်နဲ့ပထမဆုံးရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေကိုရွေးချယ်ပေးတာဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပေးပါအောင်ဗျ။ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ UEFA Champions League Semi Final အဆင့်ရဲ့ဒုတိယကြော်ပွဲစဉ်ဖြစ်ရှင်မြန်ကစားမဲ့ Inter Milan အသင်းနဲ့ Barcelona အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါအခြေအနေတွေအရတာပထမအကြော့မှာ Barcelona အသင်းကအိမ်ကွင်းမှာအနိုင်ရလက်ထွက်ပေါ်မစွမ်းဆောင်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဒီဒုတိယအကြော့ဒါ Inter Milan ရဲ့အိမ်ကွင်းမှာသူ့အနေနဲ့ဘယ်လောက်ထိစွမ်းဆောင်သွားနိုင်မလဲဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပြီးတော့ဖေးအသင်းကနောက်ထပ်တစ်ဆင့်တက်လန်းသွားမလဲဆိုတာကကိုစီကိုစီအခွင့်အရေးအပြည့်အဝရှိနေတာဖြစ်တဲ့အတွက်ဒီနှစ်သင်းစလုံးရဲ့စူးစမ်းအထောက်အမှုတွေကဘယ်လောက်ထိအရာထင်လာမလဲဆိုတာကိုကျွန်တော်ဆက် လက်ဆောင်မြောကြည့်ရှုရမှာဖြစ်ပြီးတော့ဒီနေ့သင်ရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တွေနဲ့တူပဲစလိုက်ကြရအောင်ဗျမင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ် ။ local domain ဖြစ်တဲ့အပြင် VPN မလိုဘဲဝင်ရောက်ကြည့်ရှုနိုင်ပြီးချိန်နဲ့တပြင်းညီပြင်ဆက်ပေးနိုင်လို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ pop 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 ဝင်ရောက်နိုင်ကြလို့ akaya.com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါကိုဒီနေ့သင်ရဲ့ရှေ့ရပွဲစဉ်တွေရဲ့ရည်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ပထမအကြောက်ပွဲစဉ်နဲ့ပြီးကြားရမှာကန်တဲ့ပွဲစဉ်တွေကိုပြန်ပြီးကြည့်မယ်ဆိုတော့ပထမအကြောက်ပွဲစဉ်မှာကဘာစီလိုနာနဲ့အင်တာမီလန်နှစ်သိန်းလုံးကမတူညီတဲ့ကစားပုံနဲ့ပွဲကိုချင်းကပ်ခဲ့တယ်။ဘာစီလိုနာကသူတို့ရဲ့ထုံးစံအတိုင်းကျွန်တော်ဒီဘောလုံး position ကင်ပြီးတော့တိုက်စစ်ကိုကျွန်တော်ဒီအဓိကဦးစားပေးပြီးကစားသလိုတစ်ဖက်ကအင်တာမီလန်ကကြတော့သူတို့ကခန်းစစ်ကိုဦးစားပေးတယ်။ corner attacking ကနေကျွန်တော်တို့တိုက်စစ်ကိုပြန်သွားရတယ်။အဲ့ဒါအပြင်မှာသူတို့ရဲ့နောက်ထပ်အားသာချက်တစ်ခုဖြစ်တဲ့ set speed တွေကိုအသုံးချသွားတွေ့ရတယ်ဗျ။ပထမအကြောက်ပွဲစဉ်မှာဆို၃-၃ကျတဲ့ဒီပွဲစဉ်မှာဆိုရင်ဘာစီလိုနာတိုက်စစ်ပိုင်းကသူတို့ရဲ့ပုံမှန်အတိုင်း ရာမဲရို့ရော်ဖင်ဟာတို့ foreign toys တို့ရဲ့ကျွန်တော်ဒီကစားတဲ့ပုံစံတွေသူတို့ရဲ့သွားတဲ့ပုံစံတွေကအတူတူပဲအရင်တိုင်းပဲဆိုပေမဲ့လည်းတစ်ဖက်က Inter Milan ကြောင့်သူတို့ရဲ့ Lima ကန်နေတဲ့ပုံစံနဲ့မဟုတ်တော့ဘဲနဲ့အဲကျွန်တော်တို့ဒီ Barcelona အသင်းကိုဘောလုံးပေးကင်ထားတယ်ဘောလုံးပြန်ရတဲ့ခါကျရင် drive attacking နေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုတော့ကျွန်တော်ဒီ long pass တွေသုံးတာများပြီးသွားတာများတဲ့အပြင်မှာရရှိခဲ့တဲ့အခွင့်အရေးတွေကျွန်တော် set speed တွေအထူးသဖြင့် corner တွေကနေကျွန်တော်ဒီဥဆောင်ဂိုးတွေရရှိအောင်ဆွမ်းဆောင်သွားနိုင်တာတွေ့ရတယ်အဓိကကတော့ Barcelona အသင်းရဲ့ကျွန်တော်ကစားသမားတွေရဲ့ physical ပိုင်းဆိုင်ရာခန္ဓာကိုယ်အချိုးအစားသေးတဲ့ဥစ္စာကိုအသာစီးယူပြီးတော့ Inter Milan န်းသူတို့ရဲ့စစကပန်းဆိုင်ရာအတားစီရရှိမှုကိုအသုံးချပါပြီးတော့ကျွန်တော်တောင်းကန်ဘောကနေဂိုးနှစ်ကြိမ်ရတယ်ပွဲစကျွန်တော်ဒီမတမနဲ့ထင်ပါတယ်ပေါ့နော်ကျွန်တော်မိနစ်ပိုင်းပါတယ်မယ်ဘာစီလိုနာရဲ့ကျွန်တော်ဒီအငိုက်ကိုပေါ့ကျွန်တော်ဒီအကောင်းဆုံးအသုံးချပြီးတော့ဥဆောင်ကိုရရှိရမယ်ဘာစီလိုနာအနေနဲ့ပြန်ပြီးတော့လာနိုင်ခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ကျွန်တော်ဒီခန်းစစ်ကစားပုံရအရင်တော့အားရစရာတော့မရှိခဲ့ဘူးဗျအဲ့တော့ဒီဒီချိန်တွေးဆောင်ခဲ့တဲ့အိမ်ဝင်ပွဲစဉ်မှာတော့ဘလိုအနေထားမလဲပြန်ပြီးတော့ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမယ်အဲ့ဒါအပြင်မှာဂျာရဲ့မှာကန်ခဲ့တဲ့ကျွန်တော်တို့သူတို့အသင်းရဲ့လိပြိုင်ပွဲတွေမှာအင်တာမီလန်ရောဘာစီလိုနာအင်တာမီလန်မှာဆိုလဲခန်းစစ်ကဘစ်ဆက်ရဲ့ဘာစီလိုနာဆိုရင်လည်းကျွန်တော်ဒီ ကွင်းလေပက်ထရီယာလိုရင်ကျွန်တဲ့ကစားသမားရဲ့အစုံလင်အကုန်နီးပါးကိုလိုင်းနဲ့ဆက်တယောက်ကနေထုတ်ပြီးတော့အနားပေးထားတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်အင်တာမီလန်မှာဆိုလဲအမ်ကီတာရန်တို့ပါကိုပြန်ပြီးဝင်ကစားရရှိလို့ဘာစီလိုနာဆိုလဲကျွန်တော်တို့ ဒဏ်ရသွားတဲ့ကြောင့် request ကနေရာမှာရာမယ်လို့ပါလို့စော်စီစီမိနစ်30ကျော်လောက်မှာဝင်စားသွားလေရှိတယ်အဲ့တော့ဒီပွဲစဉ်မှာတော့သူတို့နှစ်သိန်းလုံးရဲ့အဓိကကစားမချူတော့ဂျာရဲမှာအနားရထားတာဆိုတော့ပို့ပြီးတော့ကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲများဖြစ်နေမလားဆိုတော့လည်းကျွန်တော်တို့ပြန်ပြီးကြည့်ရပါအောင်မယ်ခင်ဗျာဟုတ်ကဲ့ကိုဆိုတော့ဒါပထမအကျော့ရလဲအရာတော့ဒါဘာစလိုနာအငိုက်မိသွားတယ်လို့ပဲကျွန်တော်တို့ပြောရမှာအင်တာမီလန်အနေနဲ့ဆက်ပီးစ်တွေကိုသူတို့အားကိုးပြီးတော့တကယ်ဒါကျွန်တော်လုံးတင်လုံးထိုက်တဲ့အရာတွေအားလုံးကိုလှုပ်ဆောင်သွားပြီးတော့တကယ်ကောင်းမွန်တဲ့ဒါကျွန်တော်တို့တကယ်နိုင်ပွဲတစ်ပွဲတောင်ဖြစ်နိုင်နိုင်ချေရှိတယ်ပေါ့နော်ဆိုတော့ဒီအနေထားအနေမှာဘာစလိုနာအသင်းပြန်ပြီးတော့လာနိုင်ခဲ့တယ် ဆိုတော့3-3ဆိုတဲ့ရလာတယ်ဒီတစ်ခေါက်ကတော့ Inter Milan သူတို့ရဲ့အိမ်ကွင်းဆိုတော့ Barcelona အတွက်နည်းငယ်များပို့ပြီးတော့ပထမအကြော့ထက်ခက်ခဲသွားမလားပေါ့နော်ဆိုတော့သူတို့အနေနဲ့ set piece တွေကိုအကောင်းဆုံးကာကွယ်ဖို့လိုတယ်နောက်ခံစစ်ပိုင်းဆိုင်ရာအရာမှလည်းဆိုတော့အရင်လိုရော်ဒီယော်ရဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပို့ပြီးတော့ကောင်းတဲ့ပုံစံနဲ့မှသာလျင်ဒါဒီနေ့ပွဲစဉ်ကိုလည်းသူတို့အနေနဲ့ဒါအနိုင်ရရှိဖို့အတွက် chance ရှိမှာပေါ့နော်မဟုတ်ဘဲနဲ့ဒါကြောင့်ခံစစ်ကစားပုံမှာပထမအကြော့ပြိုင်ပွဲလိုသာသူတို့ဆက်ပြီးတော့သွားအောင်မယ်ဆိုရင်တော့ဒါ Inter Milan အသင်းတော်ကလည်းဒါအပြေအဝအခွင့်အရေးရှိနေတယ်လို့ပြောလို့ရရပြဆိုတော့ဒါပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် Inter Milan အသင်းက ဒီဘာဆီလိုနာအသင်းကိုဒါကျွန်တော်တေးမကြခင်ပွဲစဉ်၃ပွဲအထိကိုတို့တောက်လျှောက်ရှုံးနေခဲ့တာဗျဒါဘာဆီလိုနာအသင်းနဲ့ပွဲစဉ်ကြတော့မှတို့တေးပြန်ပြီးတော့ကြာတယ်နောက်ကျွန်တော်တို့နောက်ဆုံးဂျာပွဲမှာကစားခဲ့တဲ့ပွဲစဉ်မှာလည်းအရန်လူစီရင်နဲ့တုံးခဲ့တယ်ဆိုပေမဲ့ဒါအနိုင်ရလက်ကိုဖော်ဆောင်နိုင်ခဲ့တယ်ဗျဆိုတော့ဒါတစ်ဖက်ကဘာဆီလိုနာအသင်းကလည်းအဲ့ဒီလိုပဲဆိုတော့ဒါနောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုရင်တော့မှပဲဒါဒီအင်တာမီလန်အသင်းနဲ့ပွဲစဉ်တစ်ခုပဲတို့တေးကြတာကျွန်တော်ပွဲစဉ်တွေအကုန်လုံးအနိုင်ရရှိထားတယ်နောက်ကျွန်တော်တို့ဒီအရန်နဲ့ကစားခဲ့တဲ့ဂျာပွဲစဉ်မှာလည်းတို့အနေနဲ့အနိုင်ရရှိအောင်စောင့်ဆောင်ထားနိုင်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဒီနှစ်သိ င်ရဲ့ဒါကျွန်တော်တို့ form ပုံစံတစ်ခုကတော့လုံအောင်ဒါ fresh ဖြစ်နေတဲ့လူစင်းရုပ်ပဲပြန်ပြီးတော့မြင်တွေ့ရမှာဖြစ်ပြီးတော့ဒါပထမအကြောအလောက်တော့ဒါခံမှန်ရတော့လွယ်ကူတော့မှာမဟုတ်ပါဒါပေမဲ့ပုံမှန်အရဆိုရင်တော့ Barcelona ရဲ့တိုက်စစ်ကဒါဂိုးသွင်းနိုင်မှာတော့ကျွန်တော်ပြောစရာမလိုဘူး Inter Milan အနေနဲ့ဒါပထမတော့လိုပဲကျွန်တော်ဒါ sub piece တွေကိုအားကိုးလာမလားဒီ direct attacking ပေါ့နော်ဆိုတော့ဒီကန်နေပြေပုံစံတစ်ခုကိုပဲဒါကျွန်တော်ပို့ပြီးတော့ကောင်းမွန်အောင်ဆော့လာနိုင်မလားပေါ့နော်ဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျ ဟုတ်ကဲ့ပါခွေဒီကျွန်တော်အင်တာမီလန်အသင်းနဲ့ဘာဆီလိုနာအသင်းတို့ကရှေ့မှာလဲတာချန်ပီယံလိမှာတို့အနေနဲ့တောက်လျှောက်တွစ်ဆုံခဲ့တာရှိတယ်ဆိုတော့ဒါတောက်လျှောက်အနေထားတွေအရတော့ဘာဆီလိုနာအသင်းကတော့ပို့ပြီးတော့အားသာချက်တွေများနေရဲဒါပေမဲ့အင်တာမီလန်အသင်းအနိုင်ရရှိခဲ့တာလည်းတိတ်ပြီးတော့မဝေးကွာသေးတဲ့အချိန်ကာလတစ်ခုကနေဖြစ်ပြီးတော့ဒါနောက်ဆုံးပွဲစဉ်အနေနဲ့လည်းတို့တရေတပွဲကိုထပ်ပြီးတော့ပေါင်းထည့်နိုင်ခဲ့တယ်ဗျဆိုတော့ဒါဒီတို့ရဲ့ရှေ့ကထိတ်တိုက်တွစ်ဆုံမှုလေးတို့လည်းချက်တော့သုံးသပ်ပေးပါဦး ဟုတ်ကဲ့ပါကိုကြီးဒီနေ့သင်ရဲ့ထိတဲ့တွေ့ဆုံမှုကိုပြန်ပြီးကြည့်ရမှာဆိုတော့နည်းနည်းထူးထူးခြားတာတစ်ခုပါပေါ့ဒီနေ့သင်ရဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့နှစ်ကြိမ်စတိုင်မှာဘာစီလိုနာသင်ရဲ့အေဝင်းမှာရှင်ပြန်ကစားတဲ့နှစ်ကြိမ်စတိုင်မှာ2022ခုနှစ်ကရဲ့ပြီးတော့ဒီပထမအကြိမ်မှာနှစ်သင်းပေါင်းသွင်းကို6-6ခုရှိခဲ့တယ်တစ်ဖက်ကို3ခုစီနဲ့တည်ကြခဲ့တာနှစ်ပွဲစတိုင်ရှိပြီဗျအဲ့မတိုင်ခင်ကျွန်တော်တို့ Inter Milan သင်ရဲ့အေဝင်းမှာရှင်ပြန်ကစားခဲ့တဲ့ Champions League Group Stage 2022ခုနှစ်မှာတော့ Inter Milan ကတကူးကူးမရှိနိုင်နိုင်ထားတယ် Inter Milan သင်ရဲ့အေဝင်းမှာဒီနှစ်သင်းက3ကြိမ်တွေ့ဆုံခဲ့စားပြီးပြီးတော့အဲကျွန်တော် Inter Milan ကတစ်ကြိမ်နိုင်တယ်ဘာစီလိုနာကတစ်ကြိမ်နိုင်ပြီးတစ်ကြိမ်တည်ကြခဲ့တယ်ဆိုတော့ဒီ Inter Milan သင်ရဲ့အေ င်ကွင်းမှာဆိုရင်ကျွန်တော်နှစ်သိန်းကြားမှာကွာချက်ကတော့မရှိဘူးတသိန်းကိုကျွန်တော်ဒီကြိမ်စီနိုင်ပြီးတော့ကြိမ်အောင်တည်ကြခဲ့ဒီဒီကြိမ်မှာတော့ဘာစီလိုနာကတော့အင်ကွင်းမှာအနိုင်မရရှိခဲ့တဲ့အတွက်ကြောင့်အဝေးဘက်မှာတော့နည်းနည်းလေးတော့ပို့ပြီးတော့ဖိအားများသွားပြီးပြီးတော့သူတို့အသင်းရဲ့ကျွန်တော်ဒီဒီပွဲစဉ်မှာပွဲထွက်လာမယ်လူစင်းအရလည်းအဲပြန်ပြီးတော့စောင့်ကြည့်ရဖို့ရှိမယ်တက်စစ်ပိုင်းမှာလီဝန်နော့စကီတို့ဘာလို့ပြန်ပါလာတယ်ဆိုရင်တော့ပို့ပြီးတော့အားကောင်းတဲ့လူစင်းခစက်ပိုင်းမှာဆိုလည်းကျွန်တော်ဒီဘယ်ဒီတို့ဘာလို့ဘယ်ဘက်ချမ်းမှာပြန်ပါလာတယ်ဆိုရင်တော့ပို့ပြီးတော့အားကောင်းတဲ့လူစင်းကိုတွေးရနိုင်ကောင်းတွေးရနိုင်ပြီးမယ်လေခစက်ပိုင်းမှာဒဏ်ပြဿနာချိုးဖြစ်တဲ့ကိုနီတို့ဘာလို့ဒဏ်ရရနေရလေရှိသေးတယ်အဲ့တော့ဒီ ချိန်မှာရောပြန်ပြီးတော့ဘာစီလိုနာအနေနဲ့ဘလိုလူစင်းနဲ့ပွဲထွက်လာမယ်ပေါ့နော်အဲ့လိုလည်းပြန်ပြီးစောင့်ကြည့်ရဖို့ရှိတော့တစ်ဖက်ကအင်တာမီလန်ကလည်းလော်တရိုမာတီနက်စ်အနေနဲ့ပထမအကြောအရရှိသွားတဲ့ဒဏ်ရောင်ဒီပွဲစဉ်မှာလည်းထပ်ပြီးတော့လွှဲချော်ဖို့ရှိအောင်မယ်အဲ့တော့တိုက်စစ်ပိုင်းမှာရောမာကတ်တူရန်နဲ့အတူအနာတိုဗစ်ကပဲအတူဟာအတူတူပွဲထွက်လာမှာဒါမှမဟုတ်ကျွန်တော်ဒီထရီမဲကိုပဲပြန်ပြီးတော့တွေ့ရမှာလားပေါ့နော်အဲ့လိုပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ကိုကြီးဆိုတော့ဒါအင်တာမီလန်အသင်းရဲ့အိမ်ကွင်းမှာဘာစီလိုနာအသင်းတော်ရောက်ပြီးတော့ကစားတဲ့အခါမှာရှေ့မှာတော့ဒါကျွန်တော်ချန်ပီယံလိမ့်မှာထိတိုက်တွဲဆုံမှုတွေတော်တော်များများရှိခဲ့ပူတယ်ဗျာဒါပေမဲ့ဒီထဲမှာမှာကျွန်တော်ဒါ၃ပွဲ ွဲရှိတယ်ဗောနော်ဆိုတော့ Inter Milan အသင်းရဲ့အိမ်ကွင်းမှာသွားကစားတာ၃ပွဲရှိတယ်အဲ့ဒီထဲမှာဒါ Inter Milan အသင်းကတကြိမ်နိုင်တယ် Barcelona အသင်းကတကြိမ်နိုင်ပြီးတော့တကြိမ်ကတော့တည်ရလောက်ထွက်ပေါ်လာခဲ့တယ်ဆိုတော့အရင်ကြီးကျွန်တော်တို့ဒါ kwa ချားနေတဲ့ဒါရလက်တကူဒါ Barcelona အသင်းကဒါ Inter Milan အသင်းရဲ့အိမ်ကွင်းမှာအကောင်းဆုံးဒါဖြိုခွင်းနိုင်တယ်ဆိုတဲ့အနေအထားတကူတော့ကျွန်တော်မြင်တွေ့ရထားခြင်းတော့မရှိသေးဘူးဆိုတော့ဒီတစ်ခေါက်မှာတော့ Barcelona အသင်းအနေနဲ့တေချာပေါ့နောက်ထပ်တစ်ဆင့်အောင်တက်လှမ်းခြင်းလည်းဆိုရင်တော့ဒါ Inter Milan အသင်းကိုအကောင်းဆုံးကြော်ဖြတ်မှာတော့ရမယ်တစ်ဖက်ကဒါ Inter Milan အသင်းအနေနဲ့ကလည်းရှေ့မှာလည်းသူတို့အနေနဲ့ဒါကျွန်တော်တို့ဖိုင် င်နယ်ပေါ့နော်ချန်ပီယံလိဖိုင်နယ်ကိုတက်ခဲ့တဲ့အနေထားတွေလည်းရှိရဆိုဒီတစ်ခေါက်မှလည်းသူတို့အကောင်းဆုံးပြန်ပြီးတော့ဒါ back to back ပေါ့နော်ဆိုတော့ပြန်ပြီးတော့ဖြစ်လာနိုင်အောင်မလားဒါလေးကျွန်တော်တစ်ချက်စောင့်ကြည့်နေတယ်ဒါပေမဲ့ဘာစလိုနာအသင်းရဲ့ဒါ form ပုံစံကောင်းတစ်ခုကတော့ဒါဒီနေ့ပွဲစဉ်မှာသူတို့ထပ်ပြီးတော့ပြသနိုင်မှာမလားဒါမှမဟုတ်ရင် Inter Milan အသင်းကအင်ကွင်းမှာအကောင်းဆုံးဒါသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုထုတ်ပြီးတော့အသုံးချသွားနိုင်မလားဒါလေးစောင့်ကြည့်ရမှာဖြစ်ပြီးတော့ဒါ back လုံးကအသင်းအနေနဲ့ကတော့နည်းငယ်ရုံးကန်သွားရနိုင်ရည်ရှိတယ်ပေါ့ပထမအကျော်ကဒါရလက်ကောင်းတစ်ခုသာထွက်ပေါ်ခဲ့တယ်ဆိုရင်တော့ဒုတိယအကျော်မှာတို့ AC စစ်က စားမှာဖြစ်ပေမဲ့ပထမအကြော့မှာတေးရလက်ထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်ဒီဒုတိယအကြော့မှာသူတို့ပို့ပြီးတော့ယုံကန်သွားရတဲ့အနေအထားတစ်ခုလို့တော့ကျွန်တော်ပြောရမယ် chance ကတော့50 50ဖြစ်သွားတယ်လို့ပဲပြောရမယ်ဗျဟုတ်ကဲ့ပါကိုကြီးကျွန်တော်တို့ဒါ ရမအကျောင်းကလူစရင်အနေနဲ့ကတော့ဒန်ဟန်ရကစားသမားကတိတ်ပြီးတော့ကြွားချချက်တော့မရှိဘူးပြဆိုတော့ဒါပေမဲ့တခုရှိတာကဒါဘာဆိုလို့လဲအတင်းကသူတို့ရဲ့ဒါကျွန်တော်တို့ကစားသမားတွေပေါ့နော်ဆိုတော့ပို့ပြီးတော့ဒါကြတဖက်ကတကယ်အဓိကကစားသမားတွေကပြန်ပြီးဒန်ဟန်ကနေတတ်တာလာပြီးတော့ဒါသူတို့ရဲ့လူစရင်ကိုပို့ပြီးတော့တောင်းတင်းသွားအောင်လို့ဒါဒီနေပွဲစဉ်မှာဖြစ်လာမလားပေါ့နော်ဒါလေးတစ်ချက်စောင့်ကြည့်ရမှာဖြစ်တယ်အင်တာမီလန်အတင်းကတော့ဒါကျွန်တော်တို့သူတို့လည်းကစားသမားတွေပြန်ပြီးတော့ပေါင်းထည့်လာနိုင်ကြီးရှိတယ်ဗျဆိုတော့ဒါဒန်ဟန်ရကစားသမားကရောဆိုတော့ဘလို့အခြေအနေမျိုးကြီးရှိမလဲပြန်ပြီးတော့ပေါင်းဝင်နိုင်ကြီး ကစားသမားတွေဘယ်လိုမျိုးရှိမလဲ။နောက် fresh ဖြစ်ထားတဲ့လူစင်းရင်အရာသူတို့ရဲ့အကောင်းဆုံးလူစင်းတွေကိုပဲနှစ်သိန်းစလုံးကထုတ်လာမှာဆိုတော့ဆိုတော့အကိုအနေနဲ့ရောဒီနေ့ပွဲစဉ်မှာလူစင်းမိုင်းဆိုင်ရာအရာမှာဘယ်လိုမျိုးပုံစံလေးမြင်တွေ့ရနိုင်မလဲဗျ။ ဟုတ်ကဲ့ပါကွယ်ဒန်ရဆင်းကိုပြန်ပြီးအရင်ဆုံးကြေးရမယ်ဆိုရင်တော့ကျွန်တော်ဒီအင်တာဗီလန်မှာတော့တေချာပေါက်ကျွန်တော်ဒီခန်းဆက်ကပါဗက်နဲ့ကွင်းလျာကာဗွန်နီတို့လွဲချော်မယ်အဲအဲ့ဒါမျိုးမှာပြီးခဲ့တဲ့ပထမအကြောင်းမှာဒန်ရရှိခဲ့တဲ့လော်တိုရိုမာတီနက်စ်ကတော့ဒီပွဲစဉ်အတွက်ကတော့မတေချာဘူးဗျဒါမှမဟုတ်သူလည်းလွဲချော်ဖို့တော့များတယ်ဆိုတဲ့အနေထားလေးမှာရှိတယ်တစ်ဖက်ကကျွန်တော်ဒီဘာစီလိုနာကြတော့တေချာပေါက်လွဲချော်ဖို့ရှိတာကျွန်တော်ဒီခန်းဆက်ကကွန်ဒီလွဲချော်မယ်ပြီးနောက်ထပ်ခန်းဆက်ကကာဆာလိုတို့ဘာနယ်တို့လွဲချော်ဖို့ရှိတယ်လို့တက်စစ်ကလီဝန်နော့စကီကတော့ဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်ဖို့များတဲ့ရာခိုင်နှုန်းလေးရှိတယ်အဲ့တော့လီဝန်နော့စကီပါလာရင်တော့ဘာစီလိုနာရဲ့တက်စစ်ကပို့ပြီးတော့အကောင်းလာဖို့ရှိ ှိတဲ့အပြင်မှာခန်စပန်းကလည်းကျွန်တော်ဘယ်ဘချန်းကဘယ်ဒီကစားနိုင်မကစားနိုင်ပြန်ပြီးတော့စောင့်ကြည့်ရဖို့ရှိမယ်ဘယ်ဘချန်းမှာဒါဘယ်ဒီကစားနိုင်နေဆိုတော့ဘာစီလိုနာရဲ့ခန်စလေပို့ပြီးတော့တိုးတက်လာမှုရှိတော့မြင်ရပြီးတော့အကဲကွန်ဒီရောဘယ်ဒီရောဒီပွဲစဉ်မှာလွဲချုံမယ်ဆိုရင်တော့ကွန်ဒီကတော့တကြပါလွဲချုံမှာဖြစ်တဲ့ကြောင့်ဘယ်ဒီပါဘယ်ဘချန်းမှာထပ်ပြီးလွဲချုံမယ်ဆိုတော့ကျွန်တော်ဒီဘာစီလိုနာအသင်းရဲ့ကျွန်တော်ဝင်းဘက်နှစ်ဘက်ကပေါ့နော်ကျွန်တော်ရိုက်ဘက်နဲ့လက်ဘက်ကတော်တော်လေးအာနင်းသွားနိုင်တဲ့အနေထားလေးမှာရှိတယ်ဗျအဲ့တော့ဖြစ်နိုင်ပွဲကျွန်တော်လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့နှစ်သင်းလုံးကဂျာရဲထဲမှာရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်တွေမှာလည်းအဓိကကစားသမားတွေကိုအနာပေးကြတာဆိုတော့ဒီပွဲစဉ်မှာတော့သူတို့ရဲ့အဓိကကစားသမားအ ုံလင်းပေါ့เนาะကျွန်တော်ဒီပထမအကြောအတိုင်းပဲပြန်ပြီးသုံးလာနိုင်မှုရှိလိမ့်မယ် ဖြစ်နိုင်မှာကျွန်တော်လူစင်းကိုပြင်ပြီးကြည့်ရမယ်ဆိုတော့အင်တာမီလန်အသင်းအောင်ဒီပွဲစဉ်မှာလည်းဂိုဒမားနေရာမှာတော့ကျွန်တော်ဒီပြီးခဲ့တဲ့ပွဲပွဲစဉ်အတိုင်းပဲရမ်ဆိုမှာပဲပြန်ပြီးတော့ပွဲထလာဖို့ရှိပါလိမ့်မယ်ခန်းစစ်၃အောင်တိုင်းမှာတော့ညာဘက်ချမ်းမှာ Pacers ခန်းစစ်အတွင်းနေရာမှာတော့ Asabi ဘယ်ဘက်ချမ်းမှာတော့ Bastoni ကျွန်တော်ဒီဝင်းဘက်နေရာဒီမှာတော့ညာဘက်ချမ်းမှာ Danfry ဘယ်ဘက်ချမ်းမှာတော့ Dimarco ကွင်းလယ်အတွဲဖက်၃ရောင်းနေရာမှာတော့ Barilla ရဲ့ Kehano Glue ရဲ့ MK Taran တိုက်စစ်ပိုင်းမှာတော့ Market Turan နဲ့ Lotoro Marine နဲ့မကစားနိုင်ဘူးဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ပြန်ပြီးတွေ့ရမှာတော့ Trim Map ဖြစ်ဖို့များတယ်ကြာအဲ့တော့တစ်ဖက်ကကျွန်တော်ဒီ Barcelona အသင်းအဖြစ်နိုင်မှာ line နဲ့၁၁ရောက်ပြန်ပြီးကြည့်ရမှာစင်တော့ဂိုဒမားနေရာမှာတော့ပြီးခဲ့တဲ့ကျွန်တော်ဒီ Velatone နဲ့ ပွဲမှာတော့သူ့အသင်းရဲ့အဓိကကိုယ်သမားဖြစ်တဲ့စတေဂျန်ကတော့ပြန်ပြီးတော့ line နဲ့ပွဲထွက်လာရတယ်။ဒါပေမဲ့ဒီအခု Champions League ပွဲစဉ်မှာတော့သူတို့တောက်လျှောက်ပုံမှန်စတေဂျန်တန်ရရှိနေတဲ့ဒီနေ့ထားမှာတုံးခဲ့တဲ့ဆက်စနီပဲပြန်ပြီးတုံးလာမလား။ဒါမှမဟုတ်တာစတေဂျန်ကိုပြန်ပြီးတော့နေရာပေးလာမလား။အဲ့ဒါလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်။ပေပချန်ခန့်စစ်မှာတော့베ဒီတာမပါဝင်နိုင်သေးဘူးဆိုရင်ပထမအကြော့ပွဲစဉ်မှာတော့ Martin ပွဲထွက်သွားတယ်။ဒါပေမဲ့ Martin ရဲ့ကစားတဲ့ပုံစံကအစင်မပြောတဲ့ကြောင့်ဒုတိယပိုင်းအစမှာတော့အဲကျွန်တော်တို့ခန့်စစ်မှာ Arujo ထည့်ပြီးတော့ Inago Martinez ကပေပချန်ထွက်ကစားသွားတာကိုတွေ့ရတယ်။အော်ဒီပွဲစဉ်မှာလည်းပေပချန်မှာ Inago Martinez 베ဒီမကစားနိုင်ခဲ့ဘူးဆိုရင်ပေါ့နော်။ခန့်စစ် ဲအတွင်းလူနေရာမှာဆိုရင်တော့ကျွန်တော်ဒီကူပါစီနဲ့ရော်နယ်အာရိုဂျိုညာဘက်ချမ်းခံစစ်မှာဆိုရင်တော့ဒီပွဲစဉ်မှာဘယ်သူပြန်ပြီးပေါ်ထွက်လာနိုင်လဲဆိုရင်တော့အရစ်ဂါစီယာပြန်ပြီးပေါ်ထွက်လာနိုင်မှုရှိမယ်။ကွင်းလေအတွက်ဖက်နေရတော့ကျွန်တော်ဒီပက်ထရီဖရန်ကီဒီဂျောင်းဒန်နီအိုမိုဒါမှမဟုတ်ပက်ထရီဂါဗီဒန်နီ ဒန်နီအိုမိုဒါမှမဟုတ်ပက်ထရီကာဗီဖရန်ကီတီချောင်းပေါ့ဒီ၄ယောက်ကနေ၃ယောက်တေချာပေါ့ rotation လုပ်ပြီးပွဲထွက်လာမှာဖြစ်လို့ကျွန်တော်ဘယ်ဘက်ချမ်းတိုက်စစ်ပိုင်းမှာဆိုတော့ Rafinha ရှိမယ်ညာဘက်ချမ်းမှာတော့ Lamaya မယ်ရှိပြီးတော့ number 9 room မှာတော့ Lewandowski ကစားနိုင်တော့ Lewandowski ပြန်ပြီးပွဲထွက်လာဖို့ရှိပြီးတော့ Lewandowski မကစားနိုင်သေးဘူးဆိုတော့အရင်ဆင်းထဲမှာလောက်တာပါသေးရယ်ဆိုရင်တော့ Farentos ကထပ်ပြီးတော့ဥဆောင်လာဖို့ရှိမယ်ဗျအဲ့တော့ကစားသမားလူစင်းအရာတော့နှစ်သိန်းချမ်းမှာကျွန်တော်ဒီကစားဖို့မတူညီတဲ့အပြုံမှာကစားတဲ့ပုံစံလေးတွေကွဲပြားမှုရှိတယ် တစ်ဖက်ကအင်တာမီလန်ကတော့ physical ban ကိုအသားပြုပြီးတော့ကျွန်တော်ဒီဦးဆောင်မှုတွေရရှိအောင်အတွင်းမှုတွေရရှိအောင်ကြိုးစားရဖြစ်လို့တစ်ဖက်ကဘာစီလိုနာလည်းသူတို့ရဲ့ကစားပုံတိုင်း position game ကိုအသေးချာလေးဖိဖိစီစီလေးကစားပြီးတော့ဘောလုံးအသင်းကျွန်တော်ဒီပြောမှာဆိုဘာစီလိုနာအသင်းက သူတို့ဘောလုံးကင်ကစားပြီးတော့မှကျွန်တော်ဒီဆက်ရှိကိုက်စီးရတဲ့အထိဘောလုံးကိုသွားတဲ့ပုံစံမျိုးလေးကစားရတယ်ပြီးတော့တောင်ပိုင်းရာဖင်အားတို့ရာမဲတို့ရဲ့ကျွန်တော်ဒီကက်ဘတ်ချိုးချတဲ့ပုံစံနဲ့အတွင်းထိဝင်ပြီးကန်တဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်ဒီရာမဲတို့ရာဖင်အားတို့ရဲ့ crossing တွေကိုမှလီဝန်နော့စကီတို့ကနေအဆုံးသတ်တဲ့ပုံစံမျိုးလေးနဲ့သွားတဲ့တိုက်စစ်ပိုင်းကတော့ပို့ပြီးတော့မျိုးကျွန်တော်တိုက်စစ်ပိုင်းသွားအထီးအောင်မှုရှိတယ်အဲ့တော့ဘာစီလိုနာအနေနဲ့ဒီပွဲစဉ်မှာတော့တော်တော်လေးသတိထားမှာကတစ်ဖက်ကလာမဲ့ set speed တွေရဲ့ counter attack attacking တွေပဲဗျဒါတွေကိုပြန်ပြီးထိန်းချုပ်နိုင်မယ်ဆိုတော့ပထမအကြော့အလိုမျိုးတွင်းကိုတွေရောအများကြီးပေးရဖို့တော့မရှိဘူးအဲ့တော့ဒီနှစ်သင်းကြားလူစင်းအရာတော့ကွာချမ်းမှုလေးတွေကတော့ ော်ဒီကစားတဲ့ပုံစံမှာကော့ချမ်းမှုလေးရှိပြီးတော့ physical buy ရဆိုတော့ inter milan တင်းကအာတာနေရဆိုတော့ဘလိုအနေထားမျိုးလေးထပ်ပြီးကြုံတွေ့လာရမလဲဆိုတော့စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျ။ဟုတ်ကဲ့ကိုယ်ဆိုတော့ပုံမှန်အနေထားတွေအရဆိုရင်တော့ဒါ barcelona အတင်းရဲ့ tight sit နဲ့ဒါ inter milan အတင်းရဲ့ခံစစ်ကိုကျွန်တော်တို့ဒါစောင့်ကြည့်ရမှာဖြစ်တယ်။ဆိုတော့ inter milan ရဲ့ခံစစ်ကတော့ဒါပထမအကြော့မှာလဲသူတို့က3ခုသွင်းပြီးတော့3ခုပြန်ပြီးတော့ပေးရတဲ့အနေထားဆိုတော့အရင်ကြီးတော့လဲတောင်းတင်းနေရလို့တော့ကျွန်တော်ပြောလို့တော့မရဘူးဗျ။ဒါခံစစ်အသားပေးပြီးတော့ကစားတဲ့ကစားခွက်နဲ့တစ်ဖက်ကဒါ barcelona အတင်းဆိုရင်လဲဒါ tight sit ကိုအသားပေးပြီးတော့တကယ်ဘောက်စတဲမှာရင်ဘောလုံ ဒါကျွန်တော်တို့ဖြန့်ဖြူးပြီးတော့ကစားတဲ့ကစားကွက်ပေါ့နော်ဆိုတော့ဒီနေ့တည်းရဲ့ထိတ်တိုက်တွဲဆုံမှုကဒါပထမအချက်မှတွေကဒါကြီးလို့ကောင်းခဲ့တယ်ဒါတူတင်ကိုတင်ကစားခဲ့တာတွေလည်းတွေ့ရတယ်ဗျာဒါပေမဲ့ဒီတစ်ခေါက်ဘာစီလိုနာအသင်းအကြီးကြီးတာကဒါကျွန်တော်တို့ဒါသူတို့ရဲ့ set piece တွေကိုပေါ့နော်ဆိုတော့အဓိကမပေးရဖို့လိုတယ်နောက်ကျွန်တော်တို့ foreign torrency ရဲ့နေရာမှာ lewandowski သာပြန်ပြီးတော့ပါလာခဲ့မယ်ဆိုရင်ကျွန်တော်ဘလို့အလှည့်ပြောင်းလေးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ချက်စောင့်ကြည့်ကြံသေးတယ်ဗျာဆိုတော့အကယ်၍ lewandowski ရဲ့ဒဏ်ရာနဲ့တတ်တာလာကစားမှာတဲ့တခါတည်းပါဝင်လာခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့လက်ရှိသွားနေတဲ့ form တစ်ခုပေါ့နော်ဆိုတော့ဒီပုံမှန်ခြေစ ဆိုရင်သူချက်ချင်းပြန်ရပါမလားဆိုတော့ကျွန်တော်နည်းနည်းတော့စိုးရိမ်ပြီးရဗျဒါကြောင့်ကျွန်တော် foreign toss ကိုပွဲထွက်လူစီမှာထည့်သုံးပြီးအကယ်၍ဒါကျွန်တော်တို့ဒါ Lewandowski ကိုသူထည့်ကျင်တယ်ဆိုလို့ရှိရင်ဒါနေစနစ်ပိုင်းဆိုင်ရာအရာအပြောင်းလဲလုပ်ချင်တဲ့အခါဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါဒုတိယပိုင်း minute 60လောက်မှာထည့်ပြီးတော့ကစားတာမျိုးပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ထင်တယ်လက်ရှိသွားနေတဲ့ပုံစံအရာဒါ foreign toss ကလည်းရှေ့ကဒါကျွန်တော်တို့ပထမအကြော့ပွဲစဉ်မှာသူတို့ twin goal twin ယူနိုင်ခဲ့တာဆိုတော့ဒီနေ့ပွဲစဉ်မှာလည်း foreign toss ကိုပြန်ပြီးတော့ထည့်တာကဒါပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ခံစားရတယ်နောက်တစ်ချက်ရှိတာကဒါကျွန်တော်တို့ဒါ martin ပေါ့နော်ဆိုတော့ဒီ ဓမ္မအကျော်မှာဒါ ပွဲစဉ်တဝက်မှာပဲသူအနေနဲ့လူစားလဲခံလိုက်ရတဖက်ကဒန်ဖရိုင်းကိုသူမထိနိုင်တာဗျဆိုတော့ဒန်ဖရိုင်းရဲ့လိုအားနှုံးကအဲ့ဒီပွဲစဉ်မှာတော်တော်လေးကိုကောင်းခဲ့တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းသူတို့အနေနဲ့ဒါထိန်းချုပ်ရမှာဒါဒန်ဖရိုင်းရဲ့လာမဲ့ဒါကျွန်တော်တို့ဒါတောင်းခံပွဲသူအနေနဲ့ဘယ်လောက်ထိထိန်းချုပ်နိုင်သူဆက်ပစ်ဘယ်လောက်ထိထိန်းချုပ်နိုင်မလဲဆိုတဲ့အပေါ်မှာတော့တချက်မူတည်ရဲ့ဆိုတော့ဒီဘက်နေရာကိုတော့ဒါကျွန်တော်တို့ဘာစီလိုနာအသင်းနဲ့အပြောင်းလဲလေးလောက်ကလိမ့်မယ်လို့ကျွန်တော်ခံစားရတယ်ဗျဆိုတော့ဒါတိုက်စစ်ပိုင်းအရာတော့ဘာစီလိုနာအသင်းကိုကျွန်တော်ဘာမှကျွန်တော်ဟိုအများကြီးသွားပြီးတော့ဝေဖန်နေစရာလည်းမလိုဘူးသူတော်တော်လေးကိုကောင်းတဲ့အသင်းဗျဆိုတော့တစ်ဖက်က Inter Milan အသင်းရဲ့ခံစစ်ကောက်ဘယ်လောက်ထိထိန်းချုပ်နိုင်မလဲ။နောက်ကျွန်တော် set piece တွေကိုရောဒီဘက်က Barcelona အသင်းကဘယ်လောက်ထိသူတို့သွားပြီးတော့ထိန်းချုပ်နိုင်မလဲပေါ့နော်။ဆိုတော့နှစ်ဖက်ကတော့သူတို့မှာဒါအဲ့ဒါကြအားနေချက်လေးကိုစီရှိတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလည်းဒီအချက်လေးတွေပေါ်မူတည်ပြီးတော့ပွဲရရလက်အလှအပြောင်းလေးတွေကဒါကျွန်တော် ပွဲချင်းအတွင်းထဲမှာဖြစ်သွားဖို့ရလဲရှိပါတယ်ဗျာ ဟုတ်ကဲ့ပါကိုကျွန်တော်ဒီတစ်ခေါက်ကတော့ဒုတိယအကြော့အနေနဲ့ Inter Milan အသင်းနဲ့ Barcelona အသင်းပြန်လှည့်ပြီးတော့ရှင်ပြန်ကစားမယ်ပထမအကြော့ကတော့ဒါ3-3ကိုစီတည်ရလာထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်ဒီဒုတိယအကြော့မှာနှစ်သင်းစလုံးအတွက်က chance ကအပြည့်အဝရှိနေတော့မယ်အကယ်၍ဒါကျွန်တော်တို့တကူလောက်တွင်းပြီးတော့ဟိုဒါခံစစ်ပိတ်ကစားမယ်ဆိုလို့ရှိရင်တော့နောက်ထပ်တစ်ဆင့်တက်လှမ်းဖို့ဒါယာကန်တို့ဒါအပြည့်အဝရှိနေတာဖြစ်တဲ့အတွက်နှစ်သင်းစလုံးကတော့ဒီအခြေအနေကိုဖြစ်လာဖို့စူးစမ်းလိမ့်မယ်လို့ကျွန်တော်ခံစားရတယ်ဆိုတော့ ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒါဒုတိယအကြော့မှာလဲတရေရလက်ထွက်ပြီးတော့နောက်ကျွန်တော်တို့ဒီအချိန်ပိုတွေပနတီရီအထိသွားဖို့ရာဆိုရင်ရောအကိုအနေနဲ့ဟိုဘယ်လိုမြင်လဲပေါ့နော်ကျွန်တော်ကတော့ဒီလိုမျိုးသွားဖို့ထက်စားလို့ရှင်ပွဲချိန်အတွင်းထဲမှာပဲအလှည့်ပြောင်းလေးတွေနဲ့နောက်ကျွန်တော်တို့ဒါအနိုင်ရှုံးအဖြစ်ပေါ်သွားမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့တော့ခံစားမိတယ်ဆိုတော့အကိုရဲ့အမြင်လေးနဲ့ကိုရလက်ကိုလည်းခံမှန်းပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ပြန်ပြီးကြည့်ရမယ်ဆိုတော့ပထမအကြော့မှာတော့ကျွန်တော်တို့ထင်ခဲ့တာလက်ရှိအင်တာမီလန်အသင်းရဲ့ဖောင်ရောင်ဘာစီလိုနာနဲ့တိုက်ဆက်ရောဘာစီလိုနာကပဲကျွန်တော်ဒီပွဲကိုဆူဆူမိုးမိုးကစားပြီးတော့ဥဆောင်မှုတွေရမယ်ပြီးနောက်ထပ်နောက်ထပ်ပေါ့နော်ဥဆောင်မှုတွေရပြီးတော့အနည်းဆုံးကျွန်တော်တို့ငကိုးပြက်လောက်မဲ့နိုင်မယ့်ပွဲဖော်ဆောင်နိုင်မယ်လို့ထင်ခဲ့တာဒါပေမဲ့ကျွန်တော်တို့ထင်ခဲ့တဲ့အရာကပွဲစား10မိနစ်မှာအင်တာမီလန်အသင်းမထင်မှတ်ပဲဥဆောင်မှုရလိုက်တာနဲ့စပြီးတော့ဘာစီလိုနာအသင်းအဲနည်းနည်းလေးဂျုံးကန်လိုက်ရတယ်ပေါ့အဲ့ဒါပြန်မှာနောက်ထပ်ပေးခဲ့ရတဲ့တောင်းကန်မိုးဝိုင်းတစ်ဆင့်2-0ဖြစ်သွားတဲ့အချိန်မှာဘာစီလိုနာနဲ့တော်တော်လေးခက်ခဲသွားပြီးထင်ခဲ့မိမယ်လေပထမပဲမှာနေမယ်ဘာစီလိုနာပြန်ပြီးတော့အကောင်းဆုံးတုံ င့်ပြန်နိုင်ခဲ့တယ်။ချစ်ပေါကနှစ်ခုပြန်ပြီးသွင်းနိုင်ခဲ့တယ်ဗျ။အဲ့ဒီအနေထားရောဒါတော်တော်လေးကိုဘာစီလိုနာရဲ့တိုက်စစ်ကအလုံးဖြစ်ခဲ့တယ်လို့ကျွန်တော်ဆိုရမယ်။အထူးသဖြင့် Inter Milan လို့အသင်း Italy ခံစစ်ကစားပုံမှာကြောင်းမှုရှိတဲ့အသင်းကိုနှစ်ခုပြန်ပြီးတော့နောက်ပိုင်းလိုက်တွင်းနိုင်တယ်ဆိုတာဘာစီလိုနာတိုက်စစ်ကိုလည်းကျွန်တော်တို့တော်တော်လေးကိုချီးကျူးရမယ်အနေထားဖြစ်တယ်လို့ Inter Milan အသင်းတာတခြားအသင်းအနေနဲ့ကစားမယ်ဆိုတော့ဒီလောက်ထိသူတို့ခံစစ်ခဲ့အားနည်းချက်ကရှိမှာမဟုတ်ဘူးဗျ။ဒါမှမဟုတ်ဘာစီလိုနာတစ်ဖက်ကဖြစ်နေတာကြောင့်သူတို့ပြန်ပြီးတော့နှစ်ခုပေးလိုက်ရတယ်ဆိုတဲ့အနေထားမှာဒုတိယမဲမှာလည်းဘာစီလိုနာမဲပွဲကိုထိန်းချုပ်ကစားပြီးမယ်လေ။ Inter Milan ကရရှိခဲ့တဲ့ဆက်စပီဖြစ်တဲ့နောက်ထပ်ကွန်နာကနေပဲထပ်ပြီးတော့ ော့ဥဆောင်ကိုထည့်ရခဲ့တယ်ထည့်ရပြီးမကြခင်မှာပဲဘာစီလိုနာပြန်ပြီးတော့ချေပါကိုသွင်းနိုင်ခဲ့တယ်ဆိုရယ်အနေထားတော့ဘာစီလိုနာရဲ့တိုက်စစ်ကောက်တော်လေးကောင်းတယ်ဆိုပေမဲ့လည်းအင်တာမီလန်အသင်းရဲ့ဆက်စပီတွေကိုကာကွယ်ရမှာဘာစီလိုနာရဲ့ခံစစ်ကတော့သူတို့ရဲ့ခံစစ်ကစားသမားတွေသူတို့အသင်းရဲ့ကစားသမားတော်ဘာများရဲ့ခန္ဓာကိုယ်အရွယ်စားသိမ်းငယ်မှုကလည်းလည်းပြဿနာလေးဖြစ်နေတယ်အဲ့တော့ဒီပွဲစဉ်မှာအဲ့အရာတွေကိုပဲဘယ်လိုပြန်ပြီးပြင်လာမလဲပေါ့အဲ့တော့အာရိုဂျိုတို့အင်နာကိုမာတီနက်စ်တို့ပြန်ပြီးတော့ဆန်နဘတ်နေရာမှာတွဲသုံးလာမယ်ဆိုရင်တော့ဘယ်ဒီတို့ကပြန်ပြီးပါလာနိုင်မယ်ဆိုရင်တော့နည်းနည်းလေးတော့ဒါခံစစ်ဆက်စပီမှာပြန်ပြီးတော့ဒီဖန်နင်းလောက်တာရောဘတ်လီဝန်နော့စကီတို့ကပြန်ပါလာနိုင်တော့ကနာဒီမှာပြန်ပြီးတော့ရှင်းထုတ်နိုင်မှုအတွက် တို့မှလည်းကျွန်တော်အရင်မောင်း physical မြန်မာတဲ့ကစားသမားတွေပါလာမှာဆိုနည်းနည်းလေးတော့ပို့ပြီးတော့အဆင်ပြေလာနိုင်မှာရှိတယ်ဒါမဲ့လည်း inter milan အသင်းရဲ့လက်ရှိအိမ်ကွင်းမှာရှင်ပြန်ကစားရမယ်ဆိုရင်ဒီထားမှာတော့နည်းနည်းလေးတော့ ပြန်ပြီးတော့ကျွန်တော်စောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျ။အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်ကတော့ပထမအကြောအလိုပဲနှစ်သိန်းလုံးရဲ့အဲကျွန်တော်တိုက်စစ်နဲ့ခန်းစစ်ကစားပုံထပ်ပြီးတော့မြင်ရမှာဖြစ်ပြီးတော့ဘာစီလိုနာရဲ့တိုက်စစ်ကလည်းပွဲစဉ်တိုင်းမှာကျွန်တော်တို့သွင်းကိုတွေရရှိအောင်ဆွမ်းဆောင်ထားနိုင်မှုလို့ခန်းစစ်ပိုင်းကလည်းပွဲတိုင်းနီးပါးပေးကူပေးရတယ်ဆိုတဲ့အနေအထားကြောင့်ကျွန်တော်ကလည်းအပြန်လည်သွင်းကိုလေးထပ်ပြီးမြင်ရမယ့်ပွဲစဉ်တွေဘလို့တော့ထင်မိတယ်။မိနစ်60အတွင်းမှာတော့အဖြေပေါ်ဖို့အတွက်ခက်ခဲနိုင်ပြီးတော့မိနစ်60အတွင်းမှာဆိုရင်အခက်မသိရင်တော့ကျွန်တော်တို့ တေးပွဲတပွဲပေါ့နော်နောက်ထပ်တွေ့ရဖို့ရှိပြီးတော့112 22ဆိုရရက်လက်တော့ဖြစ်သွားနိုင်ပြီးတော့မိနစ်60ပြည့်ပြီးသွားလို့မှအချိန်ပိုကျွန်တော်ပိုင်နေတိတိသွားမယ်ဆိုတော့ကျွန်တော်တို့ဧည့်သည်ဘာစီလိုနာပို့ပြီးချမ်းမင်းချမ်းချမ်းရင်တက်မိတယ်ဘာဖြစ်လို့ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ရဂါဘီတို့ပက်ထရီတို့ပြီးတော့ဒီဂျောင်းတို့ဒန်နီအိုမိုတို့ဖာမင်လာလိုပက်စ်တို့ကတော်တော်လေးကိုကျွန်တော်လုံအောင်လုံးကောင်းပြီးတော့ငယ်ရွယ်တဲ့ကစားသမားတွေဖြစ်တာနဲ့အညီတစ်ဖက်ကအင်တာမီလန်မှာကြတော့အမ်ကီတာရန်တို့လို့ပြီးတော့ကျွန်တော်တို့ကန်နိုဂလူးတို့လို့ဘရယ်လာတို့လို့ကစားသမားတွေကကျွန်တော်အသက်ရွယ်ပိုင်းကတော့နည်းနည်းလေးတော့ပွဲချင်းကြလာနေမြတ်ကစားကြလာတဲ့အခါကျရင်ရိုတေးရှင်းလုပ်လို့လူစားလဲတဲ့အခါကျရင်တို့တို့အသင်းရဲ့ကွင်းလယ်ဘက်ကဘာစီလိုနာရဲ့က ွင်းလေတော့ရှင်းတူတော့နည်းနည်းလေးကိုခက်ခဲတဲ့အနေအထားလေးမှာရှိတယ်ဗျအဲ့တော့မိနစ်90အတွင်းမှာအင်တာမီလန်အနေနဲ့နိုင်မရရှိခဲ့လို့ဆိုရင်တော့အချိန်ပိုလေးပါနေလीဆိုရင်တော့ဘာစီလိုနာပို့ပြီးတော့အားသက်ချက်ရှိမယ်လို့ကျွန်တော်ထင်မိပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာမိနစ်90အတွင်းအဖြစ်ပေါ်ဖို့ခတ်ပြီးတော့မိနစ်90အတွင်းရလဒ်ကိုခံမိုင်းမယ်ဆိုရင်တော့တစ်ဖက်ကို2ဂိုးစီဒါမှမဟုတ်2ဂိုးစီဆိုတဲ့တေးလောက်ထိရရှိဖို့ရှိပြီးတော့နှစ်သိန်းပေါင်းသိန်းကိုလည်းကျွန်တော်အနည်းဆုံး3ဂိုးလောက်တော့သွင်းနိုင်တဲ့ပွဲစဉ်တွေပွဲလောက်ဖြစ်မယ်လို့ကျွန်တော်ထင်မိပါတယ်ဗျ ဟုတ်ကဲ့ကိုကြီးဆိုတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီနေ့ပွဲစဉ်ကဒါအင်တာမီလန်အသင်းအနေနဲ့ပထမအကြောရဲ့အနေထားကိုပဲကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကဥဆောင်ကိုတွေတွင်းတာဗျသူတို့ကဥဆောင်ကိုတွေတွင်းတယ်ဘာစလိုနာအသင်းကနောက်ကနေပြီးတော့ဒါချေပါကိုတွေလိုက်ပြီးတော့တွင်းရတဲ့အနေထားအကယ်၍အဲဒီဟာသာပြောင်းပြန်ဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်အင်တာမီလန်အသင်းတို့က chance ကအဲ့လောက်ကြီးမရှိဘူးလို့ကျွန်တော်ခံစားရတယ်အကယ်၍ဘာစလိုနာအသင်းကသာဥဆောင်ကိုတွင်းနိုင်ခဲ့မယ်ဆိုရင်တော့အင်တာမီလန်အသင်းရဲ့ဒါတိုက်စစ်ကောခံစစ်ကောပြိုဆင်းသွားမယ်အနေထားတစ်ခုကိုလည်းကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျဆိုတော့အကယ်၍ဘာစလိုနာအသင်းသာစိုးစိုးစီးစီးတွင်းကိုရရှိခဲ့မယ်ဆိုရင်အင်တာမီလန်အ သင်ကနောက်ကလိုက်သွင်းဖို့ဆိုတော့ပို့ပြီးတော့ခတ်မယ်လို့ကျွန်တော်ခံစားရတယ်။ဒါရှေ့ရပွဲစဉ်မှာတော့အင်တာမီလန်အသင်ကရှေ့ရသွင်းပြီးတော့မှဘာဆီလိုနာအသင်ကနောက်ကလိုက်သွင်းတာသူတို့အနေနဲ့အရင်ခက်ခက်ခဲခဲသွားတယ်ဆိုတဲ့ပုံစံမျိုးထက်ဘာဆီလိုနာအသင်ကတိုက်စစ်တွေအချိန်မရွေးသွင်းခိုးသွင်းယူနိုင်တယ်ဆိုတဲ့ပုံစံမျိုးလည်းကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းအကယ်၍ဘာဆီလိုနာအသင်ကဒါပထမပိုင်းမှာနေစောစောစီစီဒါမိနစ်20လောက်အတွင်းထဲမှာသွင်းခိုးရရှိခဲ့မယ်ဆိုရင်တော့အင်တာမီလန်အသင်ရဲ့ကစားပေါ်ကနိုင်ငယ်ပြိုဆင်းသွားမယ်လို့ကျွန်တော်ခံစားနေရတယ်ဗျ။ဆိုတော့အဓိကလိုအပ်တာဒီဘာဆီလိုနာအသင်တို့ကဒါပထမမိနစ်20အတွင်းမှာသွင်း းကိုတွင်းယူနိုင်ဖို့ပဲအကြိမ်တွင်းယူနိုင်မခဲ့ပြီဆိုလို့ရှိရင်တော့ဘာလို့လဲတော့အသင်းကတပွဲလုံးကိုသူတို့အနေနဲ့အသာစီးပေါ့နော်ဆိုတော့အပေါ်ကနေပြီးတော့ကစားသွားနိုင်ခြင်းရှိမယ့်အနေအထားတစ်ခုလို့တော့ကျွန်တော်မြင်မိတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာအကြိမ်ဘာလို့လဲတော့အသင်းကသာဒါမိနစ်20လောက်အတွင်းမှာတွင်းကိုတွင်းယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အင်တာမီလန်အသင်းကတော့လိုက်ပြီးတော့တွင်းကောင်းတွင်းလိမ့်မယ်ဗျဒါပေမဲ့ကျွန်တော်တို့အရန်ပေါ့နော်ဆိုတော့အကြိမ်2ဂိုးလောက်ဖြစ်သွားတဲ့အနေအထားမှာတော့အင်တာမီလန်အသင်းကနောက်ကနေ2ဂိုးလိုက်တွင်းဖို့ဆိုတော့ခက်ခဲမယ်လို့ကျွန်တော်ခံစားရတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာအကြိမ်အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်ဘာလို့လဲတော့ဘာလို့လဲတော့ပို့ပြီးတော့နေခြင်းတယ်ဒါပေမဲ့မိန နှစ်90အတွင်းထဲမှာလည်းအဖြေထွက်မဲ့ပွဲစဉ်တပွဲလို့တော့ကျွန်တော်ခံစားရတယ်ဗျာဆိုတော့အကယ်၍တေးရားလဲဆိုလို့ရှိရင်တော့ဒါနောက်ထပ်အချိန်ပိုမှာဘာစီလိုနာအသင်းကအကောင်းဆုံးဆွမ်းဆောင်ရင်ပြနိုင်မှာဖြစ်လိမ့်မယ်ဗျာမဟုတ်ဘဲနဲ့အချိန်ပိုမှာဒါဒီလိုမျိုးတည်ရဆက်ပြီးတော့ထွက်မယ်ဆိုလို့ရှိရင်ပန်နတီဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်တော့ chance က50 50ပဲဒါအင်တာမီလန်လည်းတက်သွားနိုင်ရည်ရှိတယ်ဘာစီလိုနာလည်းတက်သွားနိုင်ရည်ရှိတယ်ဒီအနေအထားကိုနှစ်သင်းစလုံးကတော့တိတ်ပြီးလက်ခံကျင်လိမ့်မယ်လို့ကျွန်တော်မခံစားဘူးအကြိမ်ဒါပန်နတီကြောင်းသာတက်သွားခဲ့မယ်ဆိုလို့ရှိရင်တော့ဒါတသင်းသင်းကတော့ပို့ပြီးတော့ ထိခိုက်နေတာတဲ့ပုံစံမျိုးတော့ဖြစ်သွားလိမ့်မယ်ဗျ။ဆိုတော့ကျွန်တော်တို့ ID ထိမသွားခြင်းဘူး။ဆိုတော့ဒါပွဲချင်းအတွင်းမှာပဲအဖြေပေါ်မယ်လို့ခန့်စားရတယ်။ဆိုတော့ဒါ KB Barcelona အတင်းရသာဒါ Chelsea twin ကိုတွင်းယူနိုင်ခဲ့မယ်ဆိုတော့ဒီနေ့ပွဲစဉ်က Barcelona အတင်းထွက်ဒါပွဲစဉ်တစ်ပွဲဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ခန့်စားရတယ်ဗျ။ဒါကြောင့်ဒါ twin goal တွေကတော့ဒါကျွန်တော်ပထမအကြောင်းအလိုမျိုးဒါ goal အများကြီးမြင်ရပါမလားဆိုတော့တော့ကျွန်တော်တစ်ချက်စိုးရိမ်မိတယ်။ဆိုတော့အရင်ကြီးတော့ goal များလိမ့်မယ်လို့မခန့်စားဘူး။ဒါပေမဲ့နှစ်သင်းပေါင်း twin goal အများဆုံးဆိုရင်တော့ဒါကျွန်တော်5 goal လောက်ထိတော့မြင်တွေ့ရနိုင်ကြီးရှိတယ်။3-2ဆိုတဲ့ရလဒ်မျိုးပေါ့နော်။ဆိုတော့အကယ်၍ဒါကျွန်တော် Inter Milan အတင်းရသာ အများကြီးဂိုးမသွင်းနိုင်ဘူး။အကေစက်ပစ်တွေကနေပြီးတော့ပထမပွဲစဉ်ကလို့ chance တွေမရခဲ့ဘူးဆိုရင်တော့ဒါ2-1ဆိုတဲ့ရလက်ဒါ3-1ဆိုတဲ့ရလက်လောက်အထိဒါဘာစီလိုနာအသင်းကအကောင်းဆုံးဒါဒုတိယအကြော့မှာတော့ချိန်မုံပြသွားလိမ့်မယ်လို့တော့ကျွန်တော်ခံစားရတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်ဘာစီလိုနာဘက်မှာတော့နေချင်ပါတယ်ဗျ။ဟုတ်ကဲ့ပါကိုကျွန်တော်အင်တာမီလန်အသင်းနဲ့ဘာစီလိုနာအသင်းတို့ထိတိုက်တွေးဆုံကြမယ်ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ဒါဒုတိယအကြော့ပွဲစဉ်ပွဲချင်းလေးတို့ချက်လောက်ပြပြပေးပါဦးဗျာ ုတ်ကဲ့ပါကိုကြီးဒီပွဲစဉ်ကတော့ UEFA Champions League Semi-final နဲ့အဆင်ရဒုတိယကျောပွဲစဉ်ဖြစ် Inter Milan အသင်းနဲ့ Barcelona အသင်းတို့ကအခုလာမယ့်ဗုဒ္ဓဟူးနေ့နဲ့နဲ့တနအိခွဲမှာရှင်ပြိုင်ကစားကြမှာဖြစ်ပါလိမ့်ခင်ဗျာဒါကတော့ Inter Milan အသင်းနဲ့ Barcelona အသင်းတို့ရှင်ပြိုင်ကစားကြမယ့် Champions League Semi-final ဒုတိယကျောပွဲစဉ်အတွက်ပွဲကြိုသုံးသက်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်တွေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ